မင်္ဂလာပါရှင်ဒီနေ့ဆရာဘုံမသိမ့်ဖေဘာသာပြန်ထားတဲ့အသေးဖွဲလေးတွေနဲ့စိတ်ညစ်မနေပါနဲ့ဆိုရဲစာအုပ်ထေးကစာဘုံလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်အခန်း20မှာပါတယ်တပည့်တစ်ခါဦးလိုက်တဲလိုက်စာတစ်စောင်ရေးပါဆိုရဲအပုပ်လေးဖြစ်ပါတယ်နားစင်ကြည့်ပါရှင် တပတ်တစ်ခါဦးလိုက်သေးလိုက်စာတစောင်ရေးပါဒီနေ့လေးဟာလူတော်တော်များများကို စိတ်ချမ်းသာမှုရအောင်လုပ်ပေးနိုင်ပါ යි နေတာခက်ခက်ခဲခဲလုပ်ရမှာမဟုတ်ပါဘူးတပတ်တစ်ခါအချိန်အနည်းငယ်လေးပေးပြီးလူတယောက်စီကိုကျေးဇူးတင်တဲ့စာတစောင်ရေးလိုက်ရုံပါပဲဒါပေမဲ့စာ ရင်ထဲကနေဦးလိုက်တဲ့လိုက်နဲ့တကယ်ပဲကျေးဇူးတင်တဲ့စာမျိုးဖြည့်ရပါမယ်။ဒီစာကိုရေးလိုက်ပြီးဘာရီဖြစ်လာမလဲဆိုတာကြည့်ကြရအောင်ပါ။အခုကျေးဇူးတင်တဲ့စာကစားကိုစတင်ရေးပါတော့မယ်။ဖောင်တင်တချောင်းကိုကောက်ယူလိုက်ပြီးလက်ထဲမှာစုပ်ပိုင်ထားလိုက်ပါ။ဒါမှမဟုတ်ကွန်ပျူတာကီးဘုတ်ပေါ် လက်ချောင်းလေးတွေကိုတင်ထားလိုက်ပါပြီးရင်ဘဝမှာချက်ဆရာကောင်းတဲ့လူတွေအကြောင်းစဉ်းစားလိုက်ပါမိသားစုလှုပ်ဖို့ဂိုင်ဘက်ဆွေမျိုးအိမ်ဒီချင်းတငယ်ချင်းတွေရာဘသူတွေပဲဖြစ်ဖြစ်ပါအဲ့ဒါကိုစလုပ်လိုက်ပြီဆိုတာ ਨੇ ခေါင်းထဲမှာ ချစ်ခင်စရာကောင်းတဲ့လူတွေအများကြီးပေါ်လာကြတယ်ဆိုတာကိုအံ့ဩဖွယ်တွေ့ရပါလိမ့်မယ်။သူတို့ထဲကတယောက်ကိုရွေးပြီးစားတဆောင်ရေးလိုက်ပါ။ကျွန်တော်စီမှာကုသမှုခံယူနေတဲ့စိတ်ဝိညာဉ်ရှင်တယောက်ကဒီနည်းကိုစမ်းကြည့်ပြီးတော့အခုလိုပြောဖို့ပါတယ်။ကျမကောင်းနေမှာပေါ်လာတဲ့လူတိုင်းစီကိုစရေးဖို့ဆိုရင် မသေးခင်အချိန်ထိလုံလောက်တဲ့သတင်းပတ်တွေတော့ကြံမအောင်လားမသိဘူးဆရာတဲ့ဒါမိတ်ဆွေအတွက်မန်ဂျာမလေးမှတ်ပါလိမ့်မယ်ဒါပေမဲ့မိတ်ဆွေမှာကျေးဇူးတင်တဲ့စာရေးဖို့လူတွေအခုလက်ရှိအသက်ရှင်နေသေးရောကွယ်လွန်သွားသူတွေပါအများကြီးရှိနေမယ်ဆိုတာတော့သိကြပါတယ် တကယ်လို့စာရေးရမယ့်သူတယောက်မှမရှိဘူးဆိုရင်မသိတဲ့လူတယောက်စီကိုစာရေးကြည့်ပါဦးပပါအလွန်နှစ်သက်သဘောကြတဲ့စာရေးဆရာတယောက်ဒါမှမဟုတ်အခုလက်ရှိဖြစ်ဖြစ်အရင်အချိန်ကဖြစ်ဖြစ်ကဘာကျော်တီထွင်ပညာရှင်ကြီးတို့မဟုတ်အတွေးခေါ်ပညာရှင်ကြီးတယောက်ပေါ့ဒီလိုစာရေးခိုင်းရတဲ့ရည်ရွယ်ချက်က မိတ်ဆွေမှာဂျေစုတင်တဲ့စိတ်နဲ့မေတ္တာထက်ပေါ်လာစေဖို့ပါစာရေးပြီးစာပို့ရမပို့ရကအရင်မကြည့်ပါဘူးစာရေးဖို့ကလည်းအဓိကပါစာရေးဖို့ကတိကောက်ဖြစ်နေတယ်ဆိုရင်အဲ့ဒီအတွက်မပို့ပါနဲ့ဒီစာဟာတိုင်ပွဲဝင်ဖို့မဟုတ်ပါဘူးနောက်ပြီးသူများရေကိုလည်းထုတ်ပြပြပြစရာမလိုပါဘူး ဒါမိတ်ဆွေရဲ့ရင်ထဲတာလက်ဆောင်လို့မှတ်ယူထားလိုက်ပါမိတ်ဆွေစာစတင်ရေကိုခတ်နေသလားအခုလိုစာတူတူလေးနဲ့စာရေးလိုက်ပါချစ်လာစွာတော့တငယ်ချင်းချက်ဒီမနေ့အေးရနိုးလိုက်တာနဲ့ငါဘွားရဲမှာမင်းလို့လူတယောက်ရှိနေတာကိုတတိယလိုက်ပြီး ငါကံကောင်းလိုက်တာလို့တွေးမိလိုက်တယ်။ငါတကယ်ချင်းဖြစ်ရှိနေတဲ့မင်းကိုငါတကယ်ကျေးဇူးတင်တယ်ကွာ။မင်းပျော်ရွှင်ချမ်းမြေ့ပြီးမင်းဘဝတာယာစုပြီးလှပပါစေလို့ငါဆုတောင်းပေးလိုက်ပါတယ်။မြစ်တာဖြင့် Richard အဲ့ဒီလိုရှင်နေကလှိုက်လိုက်လဲလဲစကိုရေးပြီးပို့လိုက်ရလို့ စိတ်ထဲမှာဂျင်းတက်ပျော်ရွှင်မှုရလိုက်တယ်လို့စာကိုလက်ခံဖတ်ရတဲ့တစ်ဖက်သားမှလည်းဝမ်းသာချီးမြှုပ်သွားမှသိကြပါရဲ့အခုလိုရိုးစင်းလာလေးကိုလှုပ်လိုက်တာကလည်းဘာတွေဖြစ်လာနိုင်တယ်လဲစာကိုလက်ခံရသူဟာလေတခြားသူတွေစီကိုသူ့လိုဝမ်းသာချီးမြှုပ်မှုရစေဖို့ကျေးဇူးတင်စာလေးရေးပို့ပါလိမ့်မယ်လူတွေဟာ တယောက်နဲ့တယောက်ဂျေစုတင်စိတ်တွေဖြစ်ပေါ်လာကြပြီးတဦးနဲ့တဦးမေတ္တာဓာတ်တွေကူဆက်ကုန်ကြမယ်။ကဘာကြီးတစ်ခုလုံးမဟုတ်တော့သူတို့ပဝင်ခြင်းသူတို့မြို့မှာချစ်ချင်းမေတ္တာရနှံ့နေမွေးပြန့်ကြိုင်လိုက်နေပါလိမ့်မယ်။ဒီတစ်ပတ်ကစပြီးစသဆောင်စတင်ရေးလိုက်ပါအဲ့လိုလုံလိုက်ခြင်းဟာမိတ်ဆွေမှာစိတ်ချမ်းသာပျော်ရွှင်မှုရဲ့အစဖြစ်မယ်လို့ ကျွန်တော်တစ်ထစ်ချပြောရပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်။